မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မွန်လူဝတားနယ်ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မွန်လူဝတားသတင်းများကိုတင်ပြပါရရှင်။ဒီကနေ့မနက်6နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနေအဆုံအပူချိန်တွေကတော့နေပြည်တော်နယ်ရန်ကုန်မြို့တော်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ20ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6နာရီခွဲအချိန်မိုးလဝတာကြိုးတို့မှာဖမ်းရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့မှာတိတ်အနေငယ်ပြတ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာတိတ်သက်တမတိတ်နုထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကန်နယ်ဒေသကြီးအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျှင်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတခြားမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကျုံခြင်း၊မိုးကြိုပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်အသင့်တက်မှာတိတ်နှုတ်ထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့လဲပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့မှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပြီး ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်မင်္ဂလာပင်လယ်အော်တို့မှာတင်းတင်းတက်မှတိတ်နှုတ်ထက်နေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းရင်တင်းတင်းရှိပါမယ်။လှိုင်းမြင်မှာမြမကန်ယူတဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ၄ပေမှာ၆ပေခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားစကနေသားကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် နေပြည်တော်ကရားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကျကျစကန်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစိမ့်နေရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြမုတ်ထချုံရွာပါမယ်နေပြည်တော်နဲ့နေတော်ရိုက်အတွက်ဒီကနေ့ညနေထိမိုးလွယ်တာအခြေအနေခံမှန်းချက်မှာနေရာကွက်ကြောင်းမုတ်ထချုံရွာပါမယ် မြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီတော်အတွက်ဒီကနေ့ညနေထိမိုးလဝတအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမုတ်ထချုံရွာပါမယ်။မြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်ဒီနေ့ညနေထိမိုးလဝတအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမုတ်ထချုံရွာပါမယ်။မြေဆုံမှုချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်ကျအခမ်းအနချက်များအနေနဲ့ကတော့မကွေတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျမှနေရာစစ်စစ်မှုထစ်ချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေရှင်။